မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံး American တပ်ဖွဲ့ရခိုင်ပင်လယ်ပြင်အနီးဝင်လာပြီဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်နောက်ဆုံးရသတင်းများအရ American တပ်ဖွဲ့သည်အိန္ဒိယသမုဒ္ဒရာဒေသရှိပင်လယ်နယ်နိမိတ်များအနီးတွင်စစ်ရေးလှုပ်ရှားမှုများတဖြည်းဖြည်းထိုးလာနေပြီးထို့အတွင်းရခိုင်ပြည်နယ်ဘက်သို့တိုက်ရိုက်သို့မဟုတ်အနီးကပ်စွာဝင်ရောက်လာနေကြောင်းအချို့သောနိုင်ငံတကာသတင်းဌာနများကသတင်းဖော်ပြခဲ့ကြပါသည် အဆိုပါဖြစ်ပျက်သည့်တရုတ်နိုင်ငံ၏အာဏာသိမ်းယောက်မှုကိုထိန်ချုပ်ရန်နှင့်အရှိတောင်အာရှဒေသတွင်စစ်ရေးနှင့်စီးပွားရေးအင်အားချိနေမှုကိုပြန်လည်ညှိနှိမ်မှုတစိမ့်တစ်ပိုင်းဖြစ်ကြောင်းလည်းသုံးသပ်မိကြပါသည်။အမေရိကန်ဘက်ကရခိုင်ပင်လယ်နယ်နိမိတ်အတွင်မှစစ်သည်မော်များနှင့်တည်ယူပို့ဆောင်ရေးသင်္ဘောအချို့ကိုတပ်တန်းတို့အတွင်ခန့်ချထားသည်ဟုဆိုကြပြီးထို့အနေထားသည်တရုတ်နိုင်ငံ၏ကြောက်ဖြူစီးပွားရေးစုံနှင့်စီပိုင်လိုင်းစနစ်များပေါ်တက်ရောက်မှုရှိလာမည်ဟုခန့်မှန်းနိုင်ပါသည်။ လက်ရှိတွင်မြန်မာနိုင်ငံအတွင်းမှာတပ်မတော်နှင့်အီတပ်ဖွဲ့ကြားတိုက်ပွဲများပြင်းထန်လာနေပြီးတချို့ဒေသများတွင်အစိုးရအဖွဲ့အစည်းများထိန်းချုပ်မှုလျော့နေလာနေပါတယ်။ထို့အချိန်မှာအမေရိကန်တပ်ဖွဲ့ကရခိုင်ဘက်သို့စီးရီအခြေချနေရာတစ်ခုဖြင့်ဝင်လာခြင်းသည်ဒေသတွင် လုံခြုံရေးအခြေအနေကိုမတည်ငြိမ်အောင်ပြောင်းလဲစေနိုင်သည့်အရာတစ်ခုဖြစ်လာပါတယ်။တပ်ဖက်ကတရုတ်နိုင်ငံအတွက်လည်းရင်းအဖြစ်ပြက်သည့်မှလာပြီးအမေရိကန်တပ်ဖွဲ့၏လှုံ့ဆော်မှုသည်တရုတ်၏လမ်းကြောင်းစီးပွားရေးအမျက်အထူးများနဲ့ ပင်လယ်အထောက်ထားစီးပိုင်လိုင်းများကိုချုပ်ထည့်မှုဖြစ်လာစေနိုင်ကြောင်းကြောင့်တရုတ်ဘက်မှတုံ့ပြန်မှုများမြန်မြန်ဆန်ဆန်ထွက်လာနိုင်ပါတယ်။အခြားတစ်ဖက်တွင်အိန္ဒိယကလည်းမလေးရှားနှင့်ဘင်္ဂလားဒေ့ရှ်တို့အကြားလုံခြုံရေးအင်အားတိုးလာခြင်းကိုစိုးရိမ်နေကြပါတယ်။နိုင်ငံတကာသုံးသပ်သူများအနေနဲ့လည်းယခုအကြောင်းအရာသည်တာမန်စီရေလှုပ်ရှားမှုအနေနဲ့သာမရှိဘဲနိုင်ငံရေးအနေအထိပ်ပဲအပြည့်အဝပါဝင်နေကြောင်းပြောကြားပါတယ်။အချို့သုံးသပ်သူများကအမေရိကန်သည်မြန်မာပြည်တွင်ရှိလူသားအခွင့်အရေးပြဿနာများပေါ်ထောက်ထားမှုပြသရန်အခွင့်အလမ်း ်းဖြင့်ယခုချိန်ကိုရွေးချယ်ထားကြောင်းဆိုတော့လေအခြားအဖွဲ့များကတော့ရင်းသည်ဒေတာအာနာချိန်ကြီးမှုအတွက်စီရေးနောက်ခံပြုလှုပ်ရှားမှုဖြစ်ကြောင်းရှင်းပြကြပါတယ်။ရခိုင်ပင်လယ်ကမ်းဒီမှာစစ်သည်မောချုတက်တန်းတို့တွင်ထက်ခါထက်ခါပေါ်ပေါက်လာနေပြီးဒေတာကံများကလည်းအင်အားကြီးနိုင်ငံများပြည်ပခါတွေဝင်လာခြင်းကိုစိုးရိမ်စွာကြည့်နေကြပါတယ်။ ရခိုင်ကလေးကအမေရိကန်နဲ့တရုတ်တို့ကြားအာရှပင်လယ်ဒေသတွင်အင်အားပြန်ဆိုင်မှုများရှိခဲ့ကြပြီးယခုချိန်မှာတော့ထိုးပြန်ဆိုင်မှုသည်မြမပြည်နယ်အနီးသို့တဖြည်းဖြည်းနှီးကပ်လာနေပါတယ်။ထိုးချိန်နေ့တွင်တိုက်ရိုက်ဆစ်ဖြစ်ပွားမှုမဖြစ်သေးတော့လေနိုင်ငံတကာအာဏာရှင်စနစ်ကိုပြောင်းလဲစေနိုင်သည့်အစပြုဖြစ်တွေးတောရမည်ဖြစ်ပြီးမြန်မာနိုင်ငံအတွက်လည်းလုံခြုံရေးစီးပွားရေးနဲ့နိုင်ငံရေးနယ်ပယ်များတွင်အကျိုးသက်ရောက်မှုအကြီးအကျယ်ရှိလာမည်ဟုခန့်မှန်းရပါသည်။ အနာဂတ်အတွင်းမှာရခိုင်ပြည်နယ်နီးရှိပင်လယ်နယ်နိမိတ်တစ်လျှောက်အင်အားကြီးနိုင်ငံများ၏စစ်သည်မောများပို့ထုတ်လာပါကဒေသရင်းတိုက်ပွဲများပြင်းထန်လာနိုင်သည့်အနေရလည်းရှိနေပါသည်ယခုအခါမှာတော့နိုင်ငံတကာ၏မျက်စိများအားလုံးရခိုင်ဘက်သို့ညွှန်နေပြီးအမေရိကန်တပ်ဖွဲ့၏လှုပ်ရှားမှုများသည့်နောက်ပိုင်းတွင် နိုင်ငံရေးပြောင်းလဲမှုများ၏အစစ်မှန်စတင်ချက်ဖြစ်လာနိုင်ကြောင်းသုံးသပ်သူများကသတိပေးကြပါသည်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဆေးဘက်အရက်ဘက်အမြင်ကွဲပြားနေတဲ့ Starlink Internet အသုံးပြုခွင့်ဆိုတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။ဒေါ်လန်ရီအင်အားစုအတွက်မြန်နှုံးမြပြည်တောထဲတောင်ထဲမှာတက်ဆိုင်အသုံးပြုနိုင်သော Starlink Internet သည်ဆက်သွယ်ရေးထောက်ပို့လုပ်ငန်းတို့အတွက်လွန်စွာအရေးပါပါတယ်။ထို့ရာတွင်2024မှာစာရွေးလုံခြုံရေးစိုးရိမ်ချက်ဖြင့် Starlink Internet အသုံးပြုခြင်းကိုအမျိုးသားညီညွတ်ရေးဆိုရ NUGE ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့အခြားသောဒေါ်လန်ရီတပ်များကကန့်သက်လာခဲ့ပါတယ်။ ် PDF တိုက်ခိုက်သိမ်းပိုက်ထားတဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်ရှိကျေးရွာတစ်ခုတွင် အောက်တိုဘာလ17ရက်နေ့ကစတာလင်ဆက်ဖြုတ်သိမ်းရန်ရောက်လာသည့်ဒေါ်လာရေးတပ်ဖွဲ့ဝင်များနှင့်စက်တက်စင်အုံပြူနေသည့်ဒေသခံတို့ကြားအခြေတင်စကားများကရုံးရင်ဆန်ခဲ့ဖြစ်ပွားခဲ့ပါသည် ထိုဖြစ်စဉ်တွင်စီကံချိုးဖောက်ပြီးအဆိုပါစက်တဆယ်အုံပြုသူကိုအရေးယူမည်ဖြင့်အပြုမူနှင့်ကျင်းဝတ်ပိုင်းချိုးဖောက်သည့်ဒေါ်လာရေးတပ်ဖွဲ့ဝင်များကိုအရေးယူသွားမည်ဟု PDF နှင့်အရက်ဘက်တာဝန်ရှိသူများဖြင့်ပူးရဲဖွဲ့စည်းထားတဲ့စင်ကူးမျိုးနှင့်ရေးပေါ်အုပ်ချုပ်ရေးဖွဲ့ကထုတ်ပြန်ခဲ့ပါသည် Starling Internet တွင်တော်လိုင်းရေးတက်များအတွက်ထောက်ပံ့ပို့ဆောင်ရေးနှင့်သတင်းချဲ့လက်ဖလှယ်ရေးအတွက်အရေးပါသလိုဒေတာကန်ပြည်သူများ၏ဆက်သွယ်ရေးအတွက်အသက်သွေးကြောဖြစ်ရာ အများပြည်သူ အသုံးပြုရန်ကန့်သက်ခြင်းပေါ်စစ်ဘက်အရေးဘက်သဘောထားနှစ်ခုဆန့်ကျင်လွန်ဆွဲနေပါသည်။သတင်းပေါက်ကြားမှုနှင့်လေးချောင်းအနေရဲ့စိုးရိမ်ချက် 2021ခုနှစ်ဆီယနာသိမ်းပြီးနောက်ပြည်သူတို့၏ဆန္ဒပြမှုများအကောင်းချိန်မှစပြီးလက်နက်ကန်ခုခံတော်လှန်မှုပြင်းထန်လာသောယနေ့ကာလတည်စစ်တပ်ကဆက်သွယ်ရေးကိုအကြီးကျယ်ဖျက်တောက်ကန့်သက်ပိတ်ဆို့ထားပါသည်။ထို့ကြောင့်အမေရိကန်နိုင်ငံသားကမ္ဘာထိပ်တန်းတထေအီလွန်မတ်စ်တီထောင်နှင့်အာကာသလေ့လာရေး Space H Company Starlink Internet ဆက်သွယ်ရေးဆက်ပစ္စည်းများကိုပြည်ပမှမှယူ၍တော်လှန်ရေးနယ်မြေများတွင်အသုံးပြုလာပါသည်။ ဆက်သွယ်ရေးဖြတ်တောက်ခံထားရသည့်ဒေတာတွင်လှူရှာသည့်အာနာသိန်းတက်၏တရင်အချို့လေရွှေပြောင်းတေဆောင်တက်ဆင်အုံပြုရန်လွယ်ကူတဲ့ Starlink ကိုအားကိုးကြရပါသည် အင်တာနက်အသုံးပြုနှင့်ပတ်သက်ပြီးတော်လိုင်းရေးဖွဲ့များ၏စိုးရိမ်ချက်နှစ်ချက်ရှိနေပါသည်။စစ်တပ်ကအင်တာနက်သုံးသူများပြသည့်နေရာကိုစုံစမ်းထောက်လှမ်းသိရှိသွားပါကဒုနေရာတွင်လက်နက်ကင်တော်လိုင်းရေးသမားများရှိမည်ဟုယူဆပြီးဘုံကျဲတိုက်ခိုက်နိုင်ပါသည်။ဒုတိယစိုးရိမ်ချက်မှာစစ်ကောင်မရှင်အလိုတော်ရှိတို့ကအင်တာနက်သုံးပြီးတရင်ပေးနိုင်သည်ဟုသောအချက်ဖြစ်ပါသည်။ မန္တလေးတိုင်းတွင် PDF ကတိုက်ခိုက်သိမ်းပိုက်ခဲ့သည့်မန္တလေးနှင့်ရှမ်းမြောင်းဤစုံချက်ကဲ့သို့ဖြစ်နေပြီးလူဝင်ထွက်များတဲ့စင်ကူးမျိုးနယ်တွင်အင်တာနက်လွတ်လွတ်လပ်လပ်အသုံးပြုခွင့်ပေးခြင်းကြောင့်တရင်ပေါက်ကြပြီးစစ်တပ်ကပြစ်မှတ်တိကျစွာဖြင့်လေကြောင်းတိုက်ခိုက်မှုပြုလာသည်ဟုစင်ကူးမျိုးနယ်ရေးပေါ်အုပ်ချုပ်ရေးဖွဲ့တွင်ရေးမှူးရဲဘော်ဘက်ဖလိုကပြောပါရယ်၎င်းတို့ဒေတာမှာအသုံးပြုခွင့်ကန့်သတ်လိုက်ပြီးနောက်လေချောင်းတိုက်ခိုက်မှုနှေးပါသွားသည်ဟုလဲရဲဘော်ဘပ်ဖလိုကဆိုပါရယ် စတားလင်တွေကိုကန့်တက်လိုက်ပြီးတဲ့နောက်မှာတော့လေချောင်းကနေဘုံကျဲတိုက်ခိုက်တဲ့ဆိုရင်တောင်မှရခင်ကတိတာပြီးသားနေရအဟောင်းတွေတိထားပြီးသားနေရအဟောင်းတွေကိုပဲတိုက်ခိုက်တာမျိုးတိကျတဲ့ပြက်မှတ်တွေမဟုတ်ပဲလွဲချော်တဲ့ပြက်မှတ်တွေကိုတိုက်ခိုက်တာမျိုးပဲလက်တွေမြေပြင်မှာကြုံတွေ့ရပါတယ်ဟု၎င်းကပြောပါတယ်။ဒေသလုံးကျုံကြီးချင်းနေနဲ့ကန့်ညင်မြေစင်းမြင်းစည်းကမ်းများကိုအသေးချတိုင်ပင်ဆွေးနွေး၍ကန့်တက်ထားခြင်းဖြစ်တယ်ဟုလည်းသူကဆိုပါတယ်။ အခကျင်းငွေကြာယူ၍အင်တာနက်ဝန်ဆောင်မှုပေးနေသောဆိုင်များကိုသာကန့်သက်ထားပါသည်မိသားစုသုံးဆိုလျင်ခွင့်ပြုသည်ဟုရဲဘော်ပါဖလိုကဆိုပါသည်ဒေသခံများ၏လွတ်လပ်စွာပြောဆိုခွင့်တရင်တိပိုင်ခွင့်ကန့်သက်ခြင်းမရှိသလိုအုပ်ချုပ်ရေးအဖွဲ့ကိုဆန္ဒထုတ်ဖော်လိုသည့်ကိစ္စများကိုပင် လုံခြုံရေးရှုပေးလေးရှိသည်ဟုလည်းသူကဆက်ပြောပါသည်စတားလင်စီမင်းစည်းကမ်းဆိုတာလဲဆေးဘက်ဆိုင်ရာရှုထောင့်ရစဉ်းစားပြီးတော့ချမှတ်ထားတဲ့စည်းကမ်းပါပဲဟုဆိုပါသည် လူဝင်ထွက်များတဲ့စင်ကူးမျိုးနဲ့တွင်လွတ်လပ်စွာအသုံးပြုခွင့်ပေးထားမည်ဆိုပါကစစ်တပ်သတင်းပေးတဲ့ဒလန်များကခရီးတစ်လျှောက်မြင်တွေ့သမျှကိုသတင်းပေးနိုင်ပါတယ်ထို့သူတို့ကိုလိုက်လံစုံစမ်းရန်လည်းခက်ခဲသည်ဟုရဲဘော်ပါပလိုကဆိုပါတယ်စင်ကူးမျိုးနဲ့ရွှေပြည်ကျေးရွာလေးချောင်းတိုက်ခိုက်မှုတစ်ခုပေါ်ပေါက်စေရန်အင်တာနက်အသုံးပြု၍သတင်းပေးခဲ့သည်ဟုယူဆရသူအမျိုးသမီးတို့ကိုဖမ်းဆီးရမိထားကြောင်းလည်းသိရပါသည်။ထို့အခြေအနေများကြောင့်ဒေါ်လာရေးတက်များကအင်တာနက်နဲ့ဆက်သွယ်ရေးကိုတင်းတင်းကြပ်ကြပ်ကင်တွယ်လာပါသည်။ 2024ခုနှစ်အတွင်း NUG အစိုးရကိုကန့်တက် MNDAA တန်တက် TNL နဲ့အာရခတက်တော် AA တို့ကလည်း၎င်းတို့စိုးမိုးထိန်ချုပ်နေမြင်များ၌လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကြောင့်အင်တာနက်နဲ့ဖုန်းဆက်သွယ်ရေးတို့ထိန်ချုပ်ထားကြောင်းမြန်မာအင်တာနက် project ၏အစိုးရခန်းစားတစ်ဆောင်မှဖော်ပြထားပါသည် ဟန်နူဂျီဆိုမိုနယ်မြေတွင်စတားလင်အင်တာနက်ဆိုင်ဖွင့်မှာကမှတ်ပုံတင်ချိန်9သိန်း၊လစဉ်ဝင်ငွေ10ရာခိုင်နှုန်းသို့မဟုတ်ချက်6သိန်းပေးဆောင်ရန်သတ်မှတ်ထားပါသည်။ထို့သောစစ်စစ်အထည်ပြုပြီးမှသာခွင့်ပြုရန်ဟန်နူဂျီဆက်သွယ်ရေးဝန်ကြီးဌာနက2024ခုနှစ်မေလမှထုတ်ပြန်ထားပါသည်။ သို့သောအာနာသိန်းစစ်တပ်သည် Starlink Internet ဆက်ပစ္စည်းများစာပါများကိုထိုးပေါက်ထောက်လန်းကာဒေါ်လာရင်းအင်အားစုကိုချေရခံနိုင်သောနည်းပညာမရှိနိုင်ကြောင်းအာနာဖီဆန်ရေးလှုပ်ရှားမှုမှပူပေါင်းခဲ့တဲ့ CDN ဗိုလ်မှူးဆွေတော်ကခံမှန်းပါတယ်။တရင်ပေါက်တယ်ဆိုတဲ့နေရာမှာစစ်တပ်ထောက်ခံလို့တရင်သွားပေးသူတွေကြောင်းတရင်ပေါက်တာထက် Social Media မှာအမှုမဲ့အမှတ်မဲ့ဓာတ်ပုံတင်တာတရင်အချက်လက်မျှဝေတာတွေကနေစစ်တပ်ကနေရာတွေကိုရိတ်စားသိရှိသွားတာမျိုးနဲ့တရင်ပေါက်နိုင်ပါတယ်ဟုသူကပြောပါတယ်။ ပြည်သူတွေကိုပိုင်အသုံးပြုနေရတဲ့ Starlink တွေကနေ social media 300ကနေသတင်းပေါက်ကြတာမျိုးကြောင့်ဘုံကျဲတာမျိုးဖြစ်နိုင်ပါတယ်ဟု၎င်းကပြောပါတယ်။ထို့ကြောင့် Starlink ဆက်ပိုင်ရှင်များကိုမှတ်ပုံတင်စေ၍ယုံကြည်စိတ်ချရသူကိုသာစီစစ်ခွင့်ပြုတင်ကြောင်းအခကြေးငွေဖြင့် internet အသုံးပြုသူတို့အတွက်စောင်းရဲရှောင်းရဲအချက်များချမှတ်တင်ကြောင်းလည်း၎င်းကဆိုပါတယ်။ ဇဂိုင်းတိုင်းရှိဖို့မျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတို့ကလည်းလူမှုကွန်ရက်တွင်မျှဝေသည့်အကြောင်းအရာနဲ့တပ်ဖို့များကြောင့်ထောက်လန်းနိုင်ပြီးထို internet ကွန်ရက်ရှိပါကတလန်သတင်းပေးများကလွန်လွယ်ကူကူသတင်းပေးနိုင်သည်ဟုသူကယူဆပါသည်။ Star နှင့်အသုံးပြုသည့်ကိုအပြစ်ပုံမချသင့်ဟုသောအရက်ဘက်အမည်ရုပ်တံစလောင်းများကဲ့သို့ပင် Starlink ဆက်သွယ်ရေးဘဏ်ကိုအိမ်ခေါမိုးတိုင်ထိတ်တို့မှတက်ဆင်ထားသဖြင့်လင်းရင်တို့မဟုတ်ထောက်လန်းရေး drone တို့ကတက်ဆင်ရှာဖွေတွေ့ရှိနိုင်ပါသည်။ ထိုဆက်ပစ္စည်းများကထုတ်လွှတ်သောအပူလိုင်းကြောင့်အင်တာနက်အသုံးပြုသည်ကိုထောက်လန်းသိရှိနိုင်သဖြင့်တချို့ကပုံစံအမျိုးမျိုးဖြင့်ပုံဖြတ်အသုံးပြုကြကြောင်းသိရပါသည်ထို့ကြောင့်ထိုအင်တာနက်သုံးသူတို့ရှိတဲ့နေရာများကိုတိုက်ခိုက်နိုင်သည်ဟုတတိယအမှတ်ယူရန်ခက်သည်ဟုစကိုင်းတိုင်းတွင်စစ်ပီးဆောင်ရေးကူညီပေးနေသူအမျိုးသားတို့ကပြောပါသည် ဒေါ်လန်ရေးတက်များကစိုးရင်တစ်ချိန်ကန့်တတ်နေခြင်းမှာဒလန်သတင်းပေးများကိုတားဆီးလိုခြင်းကြောင့်ဖြစ်သည်ဟုလည်းသူကဆိုပါတယ်။သို့တော်လည်းဒေါ်လန်ရေးတက်ရင်တိုင်းလိုလို Starlink Internet အသုံးပြုနေပြီးပြည်သူလူထုကိုကန့်တတ်ခြင်းမှာမူလွဲမှားသည်ဟုသူကယူဆပါတယ်။သတင်းပေးဒလန်တို့ကနှီးမျိုးစုံနဲ့သတင်းပေးနိုင်တယ်လို့မြေပြင်ရှိဒေါ်လန်ရေးတက်များနဲ့ပုတ်ကိုရေးအစင်မပြေသူကလည်းစစ်ကော်မရှင်ကိုသတင်းပေးနိုင်သည်ဟုလည်း၎င်းတို့ကဆိုပါတယ်။ မကွေးတိုင်းဒေသခံကိုအောင်ပြေဆောင်ကလည်းလုံခြုံရေးကြိုးပမ်းမှုလေကြောင်းတိုက်ခိုက်မှုတွင်အင်တာနက်တစ်ခုထဲနဲ့သာတိုက်ရိုက်မတိုက်ဆိုင်ကြောင်းပြောပါရယ်မြေပြင်တွင်စစ်ကောမရှိထောက်လန်းရေးကွန်ရက်များရှိနေနိုင်သလိုစစ်ထောက်လန်းရေးတို့မွေးထားသည့်တရင်ပေးဒလန်များလည်းရှိနိုင်ကြောင်း၎င်းကယူဆပါရယ်အင်တာနက်ကန့်သက်ရုံဖြင့်သတင်းချဲ့လက်ပေါက်ကြားမှုကိုမကာကွယ်နိုင်ပေစစ်ကောမရှိသတင်းပေးကွန်ရက်ကိုတံပြန်ထောက်လန်း၏အစီအစဉ်များဆောင်ရွက်နိုင်မှသာကာကွယ်နိုင်မည်ဟုကိုအောင်ပြည့်စုံကပြောကြားကြောင်းသိရပါသည်။